မင်္ဂလာပါအောက်တိုဘာလ9ရက်ကျသာဒေးနေ့ညပိုင်းခီတီယန်ဖန်မြန်မာဘာသာရေဒီယိုအစီအစဉ်ကိုပြည်လဲစတင်ပြပါတော့မယ်ခီတီယန်ဖန်မြန်မာဘာသာရေဒီယိုအစီအစဉ်ကိုတော့နေ့စဉ်ည9:00နာရီကနေစတင်ပြီး FM Radio Station ကနေနေ့စဉ်ထုတ်လွှင့်ပေးနေတယ်လို့ Gandrawaddy Time ရဲ့ Facebook စာမျက်နှာမှာလည်းတနင်္လာနေ့ကနေတောက်ချာနေ့အထိထုတ်လွှင့်တင်ဆက်ပေးနေပါတယ်ဒီနေ့အစီအစဉ်ကိုတော့ကျွန်မမောင်ညားမကတာဝန်ယူတင်ဆက်ပေးပါမယ်ရှင် ဒီနေ့ည KTN Fan မြန်မာဖားသားရေဒီယိုစီစဉ်ကနေနားဆင်ရမယ့်အကြောင်းအရာတွေကတော့ပင်လောင်မြို့နယ်တောင်မဲတင်းကျေးရွာမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပြီးလူထုတွေလုံခြုံရေးစိုးရိမ်နေကြတဲ့အကြောင်းခရစ်ဆိုမြို့နယ်ကထက်ဆင့်တင်းရှောင်ရတဲ့စစ်ဘေးရှောင်တွေအတွက်ဇာနာရိုက်ခံတဲ့အမှုအကာတွေလိုအပ်နေတဲ့ဆိုတဲ့သတင်းတွေအပါအဝင်မိုးလေဝသချို့တင်ခက်မှန်ချက်တွေနဲ့ ရှေ့တန်စစ်မြေပြင်ကနေအဝေးကမိဘတွေကိုဥညွတ်ကြတော့ဗျာစီဆိုတဲ့အကြောင်းကြားကြရမှာပါအဲဒီနောက်မှာတော့အင်တာဗျူးစီစဉ်ကနေပြီးဝန်ကြီးအတွက်စစ်စုံအတွင်တင်းနဲ့ပြလဲရိတ်သိမ်းကြတဲ့စစ်ရှောင်းတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ရှောင်းအရေးဆောင်ရွက်သူကိုရာစာနဲ့ဆက်တွဲမင်းမြန်းထားတာကိုလည်းထုတ်လွှင့်ပေးသွားပါမယ်ရှင်တော်သားရှင်များရှင်အခုခါမှာတော့ကန်ဒရောဝတီထိုင်းမြေတည်င်းတွေကိုအရင်ဆုံးတင်ပြပေးပါမယ် ပြီးခဲ့တဲ့ဩဂတ်လကစလို့စစ်ကော်မရှင်တပ်ကပရူဆိုမြို့နယ်ကိုဦးတည်ပြီးစစ်ကြောင်းထိုးလာနဲ့စစ်ရင်တန်းသွားလာလှုပ်ရှားနေတဲ့အပြင်လက်နက်ကြီးနဲ့ drone တွေကိုအသုံးပြုကာအရက်သားတွေရှိတဲ့နေရာတွေကိုပစ်ခတ်နေတာကြောင့်ပရူဆိုမြို့နယ်ထဲကလူထုတချို့ရွှေ့ပြောင်းနေထိုင်တာတွေပြုလုပ်ခဲ့ရပါတယ်။အဲ့ဒီထဲမှာတော့ HA 95အိမ်နဲ့လူဦးရေ400ကျော်ရှိတဲ့ချေလျာမှုစစ်ဆောင်စခန်းလေးပါဝင်ပါတယ်။ရွှေ့ပြောင်းတာကနှစ်လကြာရှိနေပေမဲ့ ရေးပေါ်ရွှေ့ရတဲ့အတွက်အစားအသောက်နဲ့အသုံးဆောင်ပစ္စည်းတွေကိုမတည်ယူနိုင်တာပြလေတည်ယူဖို့အခက်အခဲရှိတာကြောင့်စစ်ဘေးရှောင်ထက်ဝက်ကျော်ကဇာနာရိုက်ခံအခက်အခဲနဲ့အမိုးကာတွေလိုအပ်နေကြပါတယ်ထက်ဆင့်ရွှေ့ပြောင်ရကတဲ့ကအခက်ခဲတွေကြောင့်တဲအိမ်မဆောက်လုံနိုင်သေးတဲ့စစ်ဘေးရှောင်အိမ်တော်စု9စုအတွက် အမိုးအကာတွေလိုအပ်နေတယ်လို့ပြောပါတယ်။ဒါအပြင်ကလေးရဲ့ပညာရေးမထိခိုက်အောင်စစ်ဆောင်စခန်းထဲကဒဲအိမ်တွေမှာပဲစာသင်ကြားရတာကြောင့်စာသင်ကျောင်းဆောင်လိုအပ်နေတယ်လို့ကျောင်းဆရာမတူကလည်းပြောပါတယ်။စစ်ဘေးရှောင်တွေကစာဝတ်နေရေးအတွက်စပန်းခင်းနဲ့ဒီနဲ့ဆိုင်ခင်တချို့ကိုအခုလအတွင်မှာရိတ်သိမ်းဖို့ရှိပေမဲ့လုံခြုံရေးအခြေအနေအရရိတ်သိမ်းဖို့အဆင်မပြေသေးတာကြောင့်ဇာနာရိတ်ခအခက်အခဲဖြစ်နေကြတယ်လို့ဆိုပါတယ်။လက်ရှိထမှန်သိမ်းရှောင်နေကြတဲ့နေရာက 3000ထဲမှာဖြစ်တဲ့အပြင်မိုးတွင်းကာလမှာရေကြီးရေရှမ်းမှုနဲ့ကြုံတွေ့ရတာကြောင့်နေရာထိုက်ခင်းအဆင်မပြေဘူးလို့စစ်ဘေးရှောင်တွေကပြောဆိုကြပါတယ်ရှမ်းပြည်တောင်ပိုင်းပင်လောင်မြို့နယ်တောင်မင်းတင်းချေးရွာမှာစစ်ကော်မရှင်တပ်နဲ့တွန်လရင်တပ်ဖွဲ့တွေကြားမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ရေးအခြေအနေတင်းမာနေတာကြောင့်လူထုတွေကလုံခြုံရေးအတွက်စိုးရိမ်နေကြတယ်လို့စစ်ရှောင်းကူညီဆောင်ရွက်သူတွေကပြောပါတယ်။ စစ်ဆောင်ကုညီဆောင်ရွက်သူကိုရာစာက control of the time ကိုအခုလိုပဲပြောပါတယ်။ဆိုရင်ရတာတော့လင်းနေကြီးပြီပေါ့လင်းနေကြီးပြီတချို့ကလည်း suicide drone တွေအရင်အရင်အရင်တွေတုန်းကလာချခဲ့တာတွေရှိတယ်လေနော်။အဲ့ဒါတွေဆိုရင်ရတဲ့ဟာမျိုးဖြစ်တယ်။အာတင်းကျူကာလလည်းဖြစ်တဲ့အတွက်အရာတော့ကြောင်တက်ပြီးများတယ်ပေါ့နော်ဒီဘက်မှာဗုဒ္ဓဘာသာကိုယ်ွယ်တဲ့အုပ်စုတွေများတော့အဲ့မှာလူစုလူဝေးရှိတဲ့နေရာတွေယူ ဒီရင်းနဲ့ဘုံတွေဘာတွေလာကျဲမှလဲကျွန်တော်စူးရင်ရတယ်ပေါ့နော်အော်တိုဘာလ9ရက်နေ့နေ့လယ်အချိန်မှာနှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်တရင်ကျလာပြကျော်တဲ့ရက်နေ့နေ့လယ်လောက်ကစားလို့တောင်မင်းတင်းရွာအနီးနှစ်ဖက်တိုက်ပွဲတွေပြလဲဖြစ်ပွားပြီးအခုအချိန်ထိတိုက်ပွဲပြင်းထန်လျက်ရှိပါတယ်။တိုက်ပွဲအနီးနားမှာရှိတဲ့ခြေရွာပြည်သူတွေအနေနဲ့လုံခြုံရေးအထူးခရုစိုက်ကြပါဆိုပြီးစစ်ဆောင်ကူညီဆောင်ရွက်သူကိုရာစာကသူ့ရဲ့လူမှုကွန်ရက်အစာမျက်နှာမှာရေးထားပါတယ်။ စစ်ကော်မရှင်တပ်ကအရက်သားတွေရှိတဲ့ခြေရွာနဲ့ဆစ်ရှောင်းစခန်းတွေကိုလေးချောင်းပုံကျဲတာလက်နေကြီးပစ်ခတ်တာ အသေးခံ drone တွေနဲ့ပုံကျဲတာတွေကိုအချိန်မရွေးပစ်ခတ်တပ်ခိုင်းလိုက်တာကြောင့်လူစုလူဝေးတွေမလောက်ချဖို့ကိုလည်းကိုရာစာကဖြစ်ဆွဲပြောဆိုထားပါတယ်။ရှမ်းပြည်တောင်ပိုင်းမှာစစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်တို့ထိုးစစ်တွေကြောင့်ပြီးခဲ့တဲ့ September 17ရက်နေ့ကတည်းကဖဲခုံအနောက်ချင်မှာရှိတဲ့ခြေရွာ၅ရွာထက်မနည်းကလည်းတင်းရှောင်နေရပါတယ်။ ပေါင်မဲသင်းချေးရွာနဲ့အနီးအနားချေးရွာကလူထုတချို့သင်းရှောင်ကြပေမဲ့တချို့ချေးရွာကတော့နေထိုင်နေကြဆဲဖြစ်ပါတယ်။သင်းရှောင်ကြတဲ့လူထုတချို့လည်းစိုက်ပျိုးထားတဲ့စပားတွေကိုပြလဲရိတ်သိမ်းနေတာကြောင့်လုံခြုံရေးတတိရှိကြဖို့ကိုဆစ်ဆောင်အရေးကူညီဆောင်ရွက်ပေးနေတဲ့သူတွေကတော့တိုက်တွန်းထားပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကော်မရှင်ကနေပြုလုပ်သွားမယ့်အထူးအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူထုတွေကိုအသိပညာပေးတဲ့အစီအစဉ်နဲ့ရွေးကောက်ပွဲကိုဆက်ကျင်တဲ့ဓာတ်ပုံကမ်ပိန်းတရက်ကို Sumo Presole Shadow မြို့နယ်မှာလူထုတွေနဲ့အတူပြုလုပ်ခဲ့တယ်လို့ Greeny အမျိုးသားလူငယ်အစည်းအရုံး KNW အဖွဲ့အစည်းစီကနေသိရပါတယ်။စက်တင်ဘာလ30ရက်နေ့မှာပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။ဓာတ်ပုံကမ်ပိန်းမှာတော့ပြည်သူတွေမပါတဲ့အတူအယောင်ရွေးကောက်ပွဲကိုအလိုမရှိစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲပြည်သူလူထုကပြက်ပြက်တသားဆက်ကျင်ဖို့ သင့်ရဲ့မိကတိုင်းပြည်အတွက်မဟုတ်စစ်အာဏာရှင်တိုင်းအတွက်သာဖြစ်တယ်။စစ်ရာဇဝတ်နဲ့လူအခွင့်ရေးချိုးဖောက်နေတဲ့အာဏာရှင်ရဲ့ရွေးကောက်ပွဲမှာမဲထဲတာက အာဏာရှင်နဲ့အတူရာဇဝတ်မှုကိုကျူးလွန်တာဖြစ်တယ်။ကြည်စင်တတော်က လူတဦးကိုသာတည်စေတယ်။တဲ့ရဲ့မဲတမဲကတတိုင်းပြည်လုံးကိုပြည့်စည်စေတဲ့ဆိုတာကိုသိထားပါဆိုတော့ဆောင်ပုတ်တွင်နေအတူပြုတ်လောက်ခဲ့တာပါ အလားတူစက်တင်ဘာလ19ရက်နေ့မှာလဲထိုင်းဂရီနီနဲ့ဆက်တနေရမှာဆစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုပြည်တွင်းပြည်ပမှာရှိတဲ့မြန်မာပြည်သူတရက်လုံးနဲ့အတူဂရီနီအမျိုးသားလူငယ်အစည်းအရုံး KNYO ကပြက်ပြက်တာတာဆက်ကျင်ကြောင်းဓာတ်ပုံကမ်ပိန်းတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ န်ဒရိုဝတီထိုင်းမြေတည်နှွေကိုနားဆင်ခဲ့ကြရတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးမနေ့ဖြန်အော်တိုဘာလ10ရက်နေ့အတွက်မူလဝဒကျူတင်ခံမှန်ချက်တွေကိုပြောပြပေးပါမယ်။ဘင်္ဂလားပီလေအော်ချင်းနေမှာတော့ကပ်ပလီပီလေပြင်းနဲ့ဘင်္ဂလားပီလေအော်တွေမှာတိန်အသင်အသင်ကနေတိန်ထူထနိုင်ပြီးမောက်တုံလင်ကအားအသင်အသင်ရှိနိုင်ပါတယ်။ပီလေပြည့်အချင်းနေမှာတော့တနင်းသားရီကန်ယူတန်ရခိုင်ကန်ယူတန်မြဝကျွန်းပေါ်ဒေသတွေနဲ့မုတ်တမကွေဖက်တွေမှာအနောက်အနောက်တောင်ဖက်ကနေ လေဟာတနိုင်ကို9မိုင်ကနေ10မိုင်ခန့်အထိတိုက်ခိုက်နိုင်ပြီးလိုင်းအနည်းငယ်ကနေလိုင်းအထင်အထင်ရှိနိုင်ပါတယ်။မိုးအခြေအနေမှာတော့စကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရဝတီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မုံပြည်နယ်တွင်မှာတော့နေရာဆွစိတ်ကနေနေရာအနှံ့အပြားမိုးထချုံရွာသွန်းလိုက်ပြီး ။တနင်္သာရီတိုင်းမှာတော့နေရာကြကြဲမိုးထစ်ချုံရွာသွန်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။အခုပြောပြပြီးသွားတဲ့မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေကအမျိုးသားညီညွတ်ရေးအစိုးရ NUG လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအဒီရဆာယာစီမံခက်ခွဲရေးဝန်ကြီးဌာနရဲ့မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေပဲဖြစ်ပါတယ်။ပောက်ကွဲစီဖို့ရည်ရွယ်ပြီးပြစ်ခတ်လိုက်ပေမဲ့မပောက်ကွဲသေးပဲကြံနေတဲ့စစ်ကြံလက်နက်ပစ္စည်းတွေကမြေမြုပ်မိုင်းတွေထက်ပောက်ကွဲအားပြင်းထန်ပြီး အချိန်မရွေးပောက်ကွဲဖို့အဆင်သင့်ဖြစ်နေတတ်ပါတယ်။စစ်ကြံလက်နက်ပစ္စည်းတွေဟာတိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေလေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေမှာရှိနေနိုင်ပါတယ်။စစ်ဘေးရှောင်လို့စွန့်ခွာထားခဲ့တဲ့ကျေးရွာတွေလက်နက်သိမ်းဆီးတိုးလောင်တဲ့နေရာတွေလက်နက်ကြီးစမ်းသပ်ပစ်ခတ်တဲ့နေရာတွေလက်နက်ကင်အဖွဲ့အစည်းတွေတွာလာလှုပ်ရှားတဲ့နေရာတွေနဲ့စခန်းချအခြေစိုက်တဲ့နေရာတွေမှာလည်းစစ်ကြံလက်နက်ပစ္စည်းအန်ဒီယယ်တွေရှိနိုင်ပါတယ်။ မပေါက်ကွဲပဲကျန်နေတဲ့ဘုံသီးကြီးတွေလက်ပစ်ဘုံတွေမော်တာကြီးတွေဒုံးကြီးတွေကြီးစံတွေဟာတိုးထိမယုံနဲ့ပေါက်ကွဲနိုင်ပါတယ်အဲ့ဒီလက်နက်ပစ္စည်းတွေကကာကီရောင်အစိမ်းရောင်အညိုရောင်မီးခိုးရောင်တွေအပြင်တန်ကြီးတက်ပြီးဆေးရောင်ပြက်ပြဲနေတဲ့အနေအထားမျိုးနဲ့လည်းတွေ့နိုင်ပါတယ်မြေပေါ်မြေအောက်မှာနှစ်ပေါင်းများစွာကြာရှိလဲပေါက်ကွဲနိုင်သေးလို့စစ်ကြံလက်နက်ပစ္စည်းတွေကိုတွေ့ရင် မီးရှို့တာပစ္စည်းတစ်ခုခုနဲ့လှမ်းပေါက်တာခြေထောက်နဲ့ကန်တာ ထိတာကင်တာ နေရပြောင်းရွှေ့တာ စားနဲ့တိတ်တာရေနဲ့လောင်းတာစတာတွေကိုလုံးဝမလုပ်ရပါဘူးအခုအခါမှာတော့ဆောင်းပန်းကိုအလက်ပြီးတင်ဆက်ပြီးချင်ပါတယ်အခုလိုကာလကဗုဒ္ဓဘာသာဝင်တွေအထုအမြတ်ထားကြတဲ့တည်င်းချုပ်အခါသမယဖြစ်ပါတယ် တရင်ကျုပ်ရောက်တိုင်းမိဘဘိုးဘွားဆရာသမားတွေကို့ထက်တက်ကြီးဝါကြီးတဲ့သူတွေကိုကာရဝပြုကြတော့ကြပြီးအဆုံးမတွေကိုနာခံကအဖြစ်တွေအတွက်ခွလုတ်ပေးဖို့ဝန်ချတောင်းပန်ကြတော့လေရှိကြပါတယ်။အာနာမသိခင်ကာလကဆိုရင်တော့တရင်ကျုပ်ပွဲတော်ကိုစီကားတိုက်မြက်စွာရက်ရှင်ကျင်းပနိုင်ခဲ့ကြပေမဲ့အခုလိုမျိုးအာနာသိမ့်ပြီးတဲ့နောက်ပိုင်းမှာတော့အများစုအတွက်ကတရင်ကျုပ်ချင်းခါဆိုရင်တာမန်နှိမ့်ရလို့သာဖြတ်တန်းနေရသလို့ မိဘတွေရှိတဲ့နေရာအထစ်ကိုပြန်ပြီးကတော့လို့မရတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီဆောင်ပါမှာတော့ဒေသတွင်တိုက်ပွဲတွေကြောင့်ရှစ်တန်မှာတာဝန်ထမ်းဆောင်နေတဲ့တော်လရင်ရဲဘော်တွေရဲ့အဖြစ်အပျက်ကိုမြင်တွေ့ကြားသိနိုင်ပါတယ်။ Gendrovity Time အကြီးတန်းသတင်းထောက်ထွေးတယ်ကနေပြီးခုလိုပဲစုစည်းတင်ဆက်ပေးထားပါတယ်။တဲ့ရင်အရင်မြစ်တူဖြစ်တဲ့ခူးလူရဲပိုင်ရဲ့စကန်းတန်ကိုတော့ဇာနဲ့ရေးသားပေးပို့ထားတာဖြစ်တဲ့အတွက် Gandrawadi Time ကနေပြီးအစာထိုးဖက်ပြပေးထားပါတယ် တတိချိုးပွဲတော်ဟာမြမယိုးယာဤခြင်းမှုအရာဘဘွားမိဘနဲ့တက်ကြီးရဲ့ဦးဒီကိုကတော့ပူစော်ကြတယ်မိသားစုတွေဆောစီပြောရှိကြတဲ့ခြေခါတမရလည်းဖြစ်တယ်ဗောတတိချိုးရတိုင်းမိဘတွေကိုလည်းအချီကတော့ပူစော်ခြင်းနဲ့စတာပြပြမှုကဤထဲမှာအမြဲရှိနေပြီမဲ့လဲနော်တဘူကြရနေရကနေဘလို့မှပြက်လာလို့မရတဲ့ခြေနေတစ်ခုကြောင်းမိဘများအပေါ်နော်ဂျေဆုဆက်ခွင့်နဲ့ ဥပယခွေကိုဒီနေ့မှလဲဆောရှောလာရပြပြီဆိုတဲ့ခါစားချက်ကတော့ဒီထဲမှာတော်လေးထိခိုက်တယ်အခုလိုဗုဒ္ဓဘာသာဝင်အထုအမြတ်ထားကြတဲ့တတိကျွလာပြည့်နေ့မှာမိပတွေနဲ့ဆုံစင်ခွင့်မရှိပဲရှေ့တန်းမှာတိုင်းပြည်နဲ့လူမျိုးအတွက်တောင်းဝန်ထမ်းဆောင်နေရတဲ့ရှေ့တန်းရဲဘော်ဂူလူရဲပိုင်ဖွင့်ဟလာတဲ့ရည်တွင်းခန်းစားချက်လေးဖြစ်ပါတယ်ကူလူရဲပိုင်ဟာဂရီနီတမရော်ခေဒုံတပ်ဖွဲ့မှတာဝန်ထမ်းဆောင်နေတာပါစစ်တပ်အာဏာကိုမသိမ်းယူခင်အချိန်က သတင်းကျွတ်ပွဲတော်တွေကို မင်းထွန်းပွဲတွေပျော်ပွဲရှင်ပွဲတွေနဲ့စီကားတိုင်းမြိုက်စွာကျင်းပခဲ့ပုံကကုလူတွေပိုင်ပြန်အမှတ်ရနေပါတယ်အခုတော့လူငယ်တွေအများစုဟာဘွဲတော်ထက်ဆိုင်ရင်တနက်တွေဆွဲကင်ပြီးအထီးကျန်ဆန်တဲ့သတင်းကြွညတွေကိုဖျက်သန်းနေကြရတာပါတချို့လူငယ်တွေမှာတော့မိဘတွေကိုကတော်ခွင့်ရကြပေမဲ့လည်းရှေ့တန်းမှာအများအကျိုးအတွက်တာဝန်ကိုထမ်းရွက်နေကြတဲ့ကုလူတွေပိုင်တို့လူရဲဘော်တွေအတွက်ကတော့အတိတ်မှာပျော်ရှင်ခဲ့ဖူးတာလေးကိုပဲ ပြန်လွှမ်းစွတန်တရုံမှလွယ်ပြီးမတတ်နိုင်ကြတော့ပါဘူးတတိကျိုးလိုပွဲတော်ရဲ့ဒီမှာမြပြတွေမှာမိထုပ်ပွဲတွေပျော်ပွဲရှိပွဲတွေရှိနေချိန်မှာကျွန်တော်တို့ဟာအတဲအတူတွေရှိတဲ့အစ်မြပြေမှာရနေကြတယ်မိသားစုတွေနဲ့အတူပျော်ရွှင်ခွေးရခဲ့ဖူးတဲ့အတိတ်ကအမတ်တရားတွေကိုပဲပြန်လာဆွတ်နေကြရတယ်ပေါ့စက်ကောင်စီတပ်ဟာအချိန်အခါနဲ့နေရာကိုမရွေးပဲလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးတွေကိုပြက်ခတ်နေတာတွေကြောင့် စစ်ဘေးတန်းရှောင်နေကြရတဲ့မိဘတွေအတွက်ကလည်းရှေ့တန်းရောက်နေတဲ့ကုလူတွေပိုင်ကစိုးရိမ်ပူပန်နေရပါသေးတယ်။အလောက်ချုံရေးစိုက်ကော့ချက်တွေရှိနေချိန်မှာမိသားစုနဲ့အတူမရှိပေးနိုင်တာကြောင့်တခါတလေစိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုတွေအထူးရှိနေပါတယ်။တို့ဝိမဲ့လဲစစ်တပ်ရဲ့လူသားမဆန်တဲ့လုပ်ရက်တွေအာဏာရှင်စနစ်တွေကြောင့်ခုလူတွေပိုင်လူငယ်တွေအများစုဟာလမ်းပေါ်ထွက်ဆန္ဒပြရန်ကနေ တော်လည်းရအောင်မြင်ဖို့အတွက်လက်နက်ကင်လန်းစင်အထိရှောက်လန်းလာခဲ့တဲ့စိတ်တက်ကိုအရင်ခံပြီးခန်းစားချက်ကိုမျိုးတိတ်ထားရတဲ့အကြောင်းသူကအခုလိုပြောဆိုပါတယ်။တဖက်မှာဝန်နဲ့နေပြီမဲ့လဲအခြားတဖက်မှာတော့တော်လည်းရီမချက်ကိုရေးခံပြီးခန်းစားချက်တွေကိုထိချုပ်ထားကြတယ်။ကျွန်တော်တို့လူငယ်ရဲ့ဘော်ဒီအများစုကတကုတ်ကောင်းစားတဲ့ပျော်ရွှင်မှုထက်အနာရှိစနစ်ကိုအမြင့်ဖြတ်ပြီး နောက်လာမယ့်အနာဂတ်မှာမတဆုနဲ့အတူ ဒီလှုပ်ချုပ်စွာပျော်ရွှင်နိုင်မယ်တနေ့ကိုစောင့်မျှော်နေကြဆဲပါခုလိုတဲ့ပိုင်လိုပဲနောက်ထပ်ရဲဘော်တယောက်ဖြစ်တဲ့ Greeny အမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းနဲ့မှာတာဝန်ထမ်းဆောင်နေတဲ့ကိုဝါတုတ်ကတော့တည်င်းကျွတ်လာပြင်းနေမှာမိဘနှစ်ပါးလုံးရှိနေပါလျက်နဲ့ပြန်လဲကတော့ခွင့်မရတဲ့အတွက်ဝန်ထဲကြောင်းအခုလိုပဲရင်ဖွင့်လာပါတယ်ဝန်နဲ့ဝန်တော့ဒီခါကြီးရဲ့ကြီးမျိုးမှာကိုမိဘနှစ်ပါးလုံးရှိအောင်ပြန်မကတော့ရောက်ဆိုတော့ ရင်ထဲမှာတော့မကောင်းတော့ဒီတချို့ချို့တော့ရေဘောဒီဘက်မှာသူမိဘနဲ့သူနေရတယ်သူတို့ကတော့ဆိုသူတို့ကြည့်ပြီးတော့ဝန်တာပီတီဖြစ်နေနေရကြတော့တော့ပြန်လဲပြန်ချင်ပါလေအဲပြန်ဖို့လဲခွင့်ရလည်းမရှိသေးဘူး။ဟိုလည်းရင်ထဲမှာပြီးသေးဆိုတော့တန်ကတော့ချင်လဲအဝေးနေပဲကတော့ရတော့ကိုဝတ်တော့ကတော်လိုက်ရင်လမ်းစဉ်ကိုရှောက်လန်းလာခဲ့တာသုံးနှစ်တာကာလအတွင်းဝင်လာပါပြီ။ဒီသုံးနှစ်အတွင်းမှာလည်းပခုံးပေါ်ထန်းတင်ထားရတဲ့တာဝန်ရင်ကြောင့် မိဘတွေနဲ့ဆုံစင်ခွင့်မရရှိခဲ့သေးပါဘူး။ကိုကတော့ရဲ့မိဘကတော့နေရက်ကိုစွတ်ခွာပြီးဘေးကင်းလုံခြုံမယ်လို့ထင်ရတဲ့နေရာတစ်ခုမှာစစ်ဘေးတန်ရှောင်နေကြရပါတယ်။ Greeny ပြည်လက်နက်ကင်တော်လည်းလမ်းစဉ်ကိုရှောက်လန်းလာခဲ့ကြတဲ့လူငယ်တွေအများစုမှာသူတို့လိုချင်တဲ့သူတို့လိုလားတဲ့ Fundred Democracy အောင်မြင်လမ်းကြောင်းပေါ်ကိုမရောက်မချင်းအသက်သွေးချွေးနဲ့ရင်းပြီးစိတ်တက်ကိုတံမြင့်လိုခိုင်မာစွာ ဆုံးဖြတ်ချက်ချထားကြပါတယ်။ ရဲဘော်များအတွက်တရီချွတ်ကာလဟာတိုင်းပြည်တာဝန်ကြောင့်သာသမီဝတ်ကိုမကျေနိုင်သေးသလိုဖြစ်စေတာပါမလွဲမရှောင်တာရွေးချယ်နေရတဲ့အချိန်အခါဖြစ်သလိုကြီးမားလာတဲ့ဝန်내မှုတွေလွန်ဆွေမှုတွေနဲ့တာဝန်တိစိတ်လို့ရောထွေးနေတဲ့ခန်းစားချက်များနဲ့ရင်ဆိုင်ဖြတ်တန်းနေကြရင်မိဘတွေကိုရှေ့တန်းစစ်မြေပြင်အဝေးတနေရန်ကနေပဲလမ်းပြီးကြောကြရပါတယ် Greenpeace အတွင်ဖြစ်ပျက်နေတဲ့သတင်းတွေဆောင်းပါးတွေကို Canada Times application မှာတစုတစည်းတည်းဖတ်ရှုလို့ရပါပြီ Greeny သတင်းတွေဖတ်သတင်းဗီဒီယိုတွေကြည့်ရင်လည်း Greenpeace တွင်စစ်ဘေးရှောင်နေကြတဲ့ပြည်သူတွေကိုကူညီနိုင်မှာဖြစ်ပါတယ် Canada Times application ကို download ဆွဲပြီး website စာမျက်နှာတွေနဲ့ YouTube channel ကသတင်းဆောင်းပါးဗီဒီယိုတွေကိုတနေ့အထက်မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ် website YouTube နဲ့ application ကရလာတဲ့ဝင်ငွေတွေကို ဂရင်းနီပြည်တွင်ဒုက္ခရောက်နေကြတဲ့ပြည်သူလူထုအတွက်ပြန်လည်ပေးပို့ကူညီသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ရင်ဖန်ပြည်သက်တွေကိုအင်တာဗျူးအစီအစဉ်ကနေပြည်လဲချိုးဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ဝမ်ရီအတွက်စစ်စုံအတွင်းဒီနဲ့ပြည်လဲရိတ်သိမ်းချတဲ့စစ်ဆောင်တွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ဆောင်အရေးဆောင်ရွက်သူကိုရာစာနဲ့ကန်ထရော်ဝတီ time ကဆက်သွယ်မေးမြန်းထားတာကိုနားဆင်ရမှာပါ။ရှမ်းပြည်တောင်ပိုင်းဖဲခုံမြို့နဲ့ပင်လောင်မြို့နယ်စပ်မှာပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကစစ်ကော်မရှင်နဲ့ BNO ပူပေါင်းသက်တို့ရဲ့စစ်ကြောင်းထိုးမှုတွေကြောင့်လူထုအများစုတင်းရှောင်ခဲ့ကြရပါတယ်။တင်းရှောင်နေစဉ်အတွင်မှာဇာနာရိတ်ခအကူအညီမရရှိတဲ့စစ်ရှောင်လူထုတွေကသူတို့စိုက်ပျိုးထားတဲ့စပားတွေကို အသက်အရွယ်တွေကြားကပြလဲရိုက်သိမ်းနေကြတယ်လို့မြေပြင်စစ်ရှောင်ကူညီဆောင်ရွက်သူကိုရာစာစီကနေသိရပါတယ်။ကိုရာစာကစစ်ရှောင်တွေကိုကူညီဆောင်ရွက်ပေးနေတဲ့အလျောက်စပားပြလာရိုက်သိမ်းကြတဲ့ပြည်သူတွေနဲ့လည်း အတူလိုက်ပါကူညီရိုက်သိမ်းမှုတွေကိုဆောင်ရွက်ပေးနေပါတယ်။အဲ့ဒီစစ်ရှောင်းတွေကစပားဆိုင်ပြိုပြီးတဲ့အချိန်မှာထိုးစစ်တွေကြောင့်မရိုက်သိမ်းနိုင်ခဲ့ကြဘဲနဲ့သိမ်းရှောင်ခဲ့ရတာဖြစ်ပြီးစစ်ရှောင်းနေစဉ်အတွင်းမှာတော့စာနာရိုက်ခအကူအညီမရတဲ့အတွက်လက်ရှိမှာ အသက်အဒီရဲ့ဂျာကနေပြီးပြလေရိုက်သိမ်းနေကြရတာဖြစ်တယ်လို့သိရပါတယ်။အသက်အဒီရဲ့စိုးရိမ်မှုတွေကြာက စစ်ရှောင်းတွေနဲ့အတူလိုက်ပါကူညီဆောင်ရွက်ပေးတဲ့ကိုရာစာကို Control with the Time အကြီးတန်းသတင်းထောက်မော်ဆဲမြထွေကနေပြီးအခုလိုဆက်တွဲမေးမြန်းထားပါရရှင်။ ြည်သူတွေစာဘာပြန်ရိုက်ကြတဲ့အချိန်မှာပေါ့နော်ဆရာလဲကိုတိုင်လဲပါတယ်ဆိုတော့ဒီမြေပြင်အခြေအနေနဲ့ပတ်သက်ပြီးဘယ်လိုမျိုးခက်ခဲခက်ခဲပြပြီးတော့မှရိတ်သိမ့်နေရလဲနောက်ပြီးတော့မှစိုးရိမ်မှုပူပန်မှုတွေကရောဘယ်လိုမျိုးရှိလဲဆိုတဲ့ဟာအဖြေပေးပါဦးပေါ့ဆရာဟုတ်โอเคဒီကတော့ဖေခွန်နောက်ပဲရှန်နဲ့ပင်လောင်မျိုးနဲ့ဆက်ပါတော့အဲ့မှာရှိတဲ့တောင်ယာစပါးတွေပေါ့ပြည်သူတွေဆက်ပြိုခဲ့တဲ့တောင်ယာစပါးတွေကလွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်ကဒီ ပြန်ဟိုနဲ့စာကစားပူပေါင်းစီကြောင်းထိုးလာမှုကြောင့်တိုက်ပွဲတွေဖြစ်တော့ဖြစ်တော့အဲ့မှာအရေးပေါ်ထွက်ထွက်ပြေးတင်းချောင်းလာပြီးတော့မှအခုကြံရှိတဲ့ဟာကိုပြန်တိုက်ပွဲအနီးကမှာပဲရှိတော့တမိုင်ကြော်ကြော်လောက်မှာပဲရှိတဲ့နေရာမှာပြန်ပြီးတော့မှစစ်ကြောင်းနဲ့တမိုင်ကြော်လောက်မှာပဲရှိတဲ့နေရာမှာပြန်ပြီးတော့မှဒီကြိတ်တင်ရတယ်ကြိတ်တင်တဲ့ချိန်မှာလည်းဒရုန်းတွေလက်နေကြီးတွေပြစ်လာတာတွေရှိတယ်ပေါ့နော်အာပြီးတော့မှအဲ့ဒါကမရိတ်တင်ဘူးဆိုလို့ရှိရင်လည်းအခုကကောင်းကောင်းမမဲ့တီးပြီးမဲ့လည်းအရင်တနေ့ တိုက်ပြူထားတဲ့မြလည်းမရိတ်သိမ်းရတော့ပြည်သူတွေအနေနဲ့ကစားဆရာမရှိဘောနော်ကိုကသုံးပတ်နီးပါပြေးလာတဲ့ဖြစ်လေလူသားချင်းစာနာထောက်ထားမှုအကူအညီတွေမရဘူးပေါ့ပြည်သူတွေကမရနိုင်ဘူးတိရှောင်းနဲ့ချေးရွာငါငါခုကြော်လောက်ကဖြစ်ပြေးလာရတယ်ပေါ့အဲ့တော့သူတို့ဒီအဲမဖြစ်မနေပြန်ရိတ်ရတဲ့ဟာပြန်တင်ရတဲ့ဟာမျိုးဖြစ်တယ်စပါးလေးကောင်းကောင်းမလျှောက်သေးဘူးပြီးတော့မှလည်းရတယ်သူတို့ကလည်းမူနေ့တိုင်းလိုလိုရွာတယ်ပေါ့နော်အဲ့တော့စပါးပဲဒီတိုင်းပဲရိတ်တင်ပြီးတော့ရတယ်တော့ အဲဒီပြန်ထည့်လာတဲ့ဟာမျိုးဖြစ်တယ်ပေါ့နော်အော်ဟုတ်ကဲ့ဆရာဟုတ်ဆိုတော့ဒီပြန်ရိုက်တဲ့အချိန်မှာ drone တွေနဲ့တိုက်ခိုက်မှုတွေရှိတယ်ဆိုတော့အဲ့ဒီတော်သွင်းမှာကတော့ဒီအာတော်လာရေဖဲတို့စစ်ကော်မရှင်ဖဲတို့ဘက်ကတိုက်ပွဲတွေဖြစ်တာကြောက်လာမဟုတ်ရည်ဒီပြည်သူတွေဖဲကိုတမိတက်ပြစ်ခတ်တာမျိုးတွေလောက်တာလားဆရာအော် drone တွေကြတော့သူတို့စစ် area ဖြစ်တဲ့ပတ်ဝန်းကျင်မှာချတာများတော့ပေါ့အရင်တော့ကတော့ဆူဆိုက် drone ကဒီစစ်ချောင်းနေတဲ့နားတိ မကြာခဏတော့လာချတော့ဗောနော်လောလောဆယ်တော့ပြည်သူတွေအများကြီးပြန်ရိတ်တယ်ဆိုချင်းသူတို့လက်နေကြီးပြည်သူရှိတဲ့နေရာတွေပြန်ထုလာတာတွေရှိတယ်ဗောနော်အဲ့လိုတွေရှိတယ်ပြီးတော့ဆိုးဆိုးရင်ကြောက်ကြောက်လန့်လန့်နဲ့ပဲရတဲ့လောက်လေးပြန်ပြီးတော့မှရိတ်တင်ရတဲ့ရှိနေမျိုးမှဖြစ်တယ်ဗောပြီးတော့ဒီဖက်ဖက်ဝင်းနဲ့ရန်နီတဲ့တရှုတော့တောင်သူတွေဆက်ပြုတ်ခဲ့တဲ့တောင်ရတွေကပြန်ရိတ်လို့တော့မညသေးဘူးဗောနော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဆိုတော့ဒီသူတို့ပြည်သူတွေအနေနဲ့ကရောဒီလက်စဘာပြရိတ်သိမ့်တာ ဘယ်ချိန်လောက်ကပြီးတော့မှစပြီးပြန်ကြတာရှိလဲဆရာသူတို့က73ရက်နေ့ကလေးကတိုက်ပွဲကြောင်းအရေးပေါ်တက်ကြီးလာတယ်ပေါ့ပြီးတော့မှတိုက်ပွဲနေနေငိတ်တယ်နဲ့သူတို့က75ရက်16ရက်နေ့လောက်ဆိုလို့ရှိရင်သူတို့နေ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 စီပြန်ရိတ်တယ်အုပ်စုတွေရှိတယ်အခုတော်တော်များများကတောင်ရလေစပါတော့မဟုတ်ဘူးတော့တောင်ရစပါရောပေါ့တောင်ရစပါအခုတော်တော်များများရတယ်လို့နေနေရရလာတာပုံများလာတော့အခုနေနေပုံများများပို့ပြီးတော့မှ ပြန်ရိတ်ကြတဲ့ဟာမျိုးဖြစ်တော့เนาะပြန်ရိတ်ပြီးတော့မှလည်းရိတ်တဲ့နေရာမှာဒီတိုင်းရိတ်ရွှေ့လို့တော့မရရိတ်တဲ့နေရာကနေပြီးတော့မှတစ်ဆင့်တိတဲ့ဆိုင်ကယ်တွေဆက်တွေနဲ့တဲတဲပြီးတော့မှဟိုလှုပ်ရှုပ်တဲ့နေရာမှာစပါးပြန်သွားရွှေ့ရဲ့လို့ပေါ့အဲ့ဒီလှုပ်ကြတယ်ဆိုရင် ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ဆိုတော့ဒီစစ်လျှောက်ရယ်နေနဲ့ကလည်းသူတို့ဆန္ဒရိတ်ခံမရလို့အခုလိုမျိုးခက်ခဲခက်ခဲနဲ့သူတို့ပြန်လောင်းနေရတဲ့အခြေအနေမှာကရောအော်ဒီသူတို့နေတဲ့စစ်လျှောက်စခန်းမှာကလူသားချင်းဆန္ဒထောက်ထားရဲ့ဖွဲ့တွေကမလာနိုင်တဲ့အခြေအနေမျိုးမှာလာမဟုတ်ဘူးလို့အခြေအနေမျိုးကြောင်းလို့ပြောလို့ရမလဲဆရာ။အော်အဲ့ဒါကမလာနိုင်တာတော့မဟုတ်ဘူးသူတို့မှလည်းတကယ် emergency နဲ့ပတ်သက်ပြီးတော့ respond လုပ်မယ့် assistant တွေသူတို့ အကူအညီတွေပေးမဲ့ဟာတွေမျိုးကြည့်လို့ပဲလာတော့ကျွန်တော်တို့လည်းမပြောတတ်ဘူးသက်ဆိုင်ရာတော့ဒီအကူအညီပေးတဲ့ဖွဲ့တွေတော့ကျွန်တော်တို့ကလုံးနန်းပြည်ကအတိပေးထားတယ်အကြောင်းကြားထားတယ်သူပြင်နဲ့လည်းတစ်ခေါက်ပဲပေါ့နော်ဒီ IC ကပေးတဲ့ဆိုင်830ပဲရှိတယ်အဆိုင်830ကလည်းတစ်ချောင်းတွေက6နိုင်နေရာလောက်ကိုပြောင်းလာတဲ့အပေါ်မှာကျွန်တော်တို့3နေရာပဲဝေးပေးနိုင်တော့အဲ့ဒီ span 830ကလည်းဒီအူကိုကျွန်တော်တို့ဆန်6ဘူးပဲ ပေးရပေါ့နော်ဆံကြော့ဘူးပဲဝေပေးနိုင်တယ်မြက်ဝေပေးနိုင်တယ်သူကြီးပေးတဲ့ဟာကသူတို့မှအစီအစဉ်တော့ရှိမယ်ထင်တယ်သူတို့မှရင်းမြစ်တွေမရှိသေးတာပဲလားတော့ကျွန်တော်တို့လည်းမပြောတတ်ဘူးပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဆင်ဟုတ်ဆိုတော့ဒီခုဆရာတို့ပပလိုက်ကူပေးတဲ့ဒီပြည်တူတွေနေတဲ့ဆစ်လျှောက်စခန်းဖက်မှာကရောဆစ်လျှောက်အဖဲကဆစ်လျှောက်ဆစ်လျှောက်ဘယ်လောက်ရှိမလဲဆရာဆစ်လျှောက်ဥယျာဉ်နဲ့ဒီတက်ခန့်ဥယျာဉ်ကိုလုံးပေါင်းလိုက်ရင်တော့ဒီသူတို့ကသဆင်းသဆင်းချောင်လာတဲ့အုပ်စုတွေဖြစ်တယ်ပေါ့ 3000ကျော်လောက်တော့ရှိမယ်ဆိုတော့3000 3500လောက်ပေါ့နော်အနည်းဆုံးဆုံးခန့်မှန်းတဲ့ဟာမျိုးပဲပေါ့နော်ဟုတ်ဆိုတော့ဒီ80တိချက်တွေအတွက်ကလည်းပို့ပြီးတော့မှခက်ခဲလာနိုင်တဲ့အနေထားပေါ့နော်ဆိုတော့အော်ဒီစစ်ချောက်ရင်းနဲ့ပတ်သက်ပြီးတော့ဆရာကြီးအကူအကူညီဆောင်ရွက်သူတယောက်အနေနဲ့ကောဘယ်လိုမျိုးအော်တောက်ဆုချင်တာတွေရှိမလဲနောက်ပြီးတော့မှဖြည့်ဆွဲအဲစစ်ချောက်တွေအတွက်ဖြည့်ဆွဲပြောချင်တဲ့ဟာကောဘာဘာရှိမလဲပေါ့ဆရာဆရာအနေနဲ့ပေါ့ဟုတ် တောင်းဆိုချင်တာကြတော့ဒီထွေဒီထွေတော့ရှိပါတော့ဒီကစီဆောင်ကဒီတော်တော်များများကဒီရေးချင်ရေးအတွက်အလုပ်ပြန်လုပ်ကြတယ်ဆိုပေမဲ့လည်းအစီဒီမြင့်တွေတခြားနားထောင်ပေးဖို့လိုတယ်ကျွန်တော်တို့ဖက်မှာအဲတခြားဒီတလူမျိုးဒီ internet line တွေပါပြီးကောင်းကောင်းမရပါဘောနော်ကောင်းကောင်းမရှိဘူးအဲ့တော့တယောက်ပြန်လို့ရရင်ကျွန်တော် live ပြန်တဲ့ဟာပေါ့ပြီးတော့မှအချိန်မရွေးအသက်အန္တရာယ်တွေကြာရောက်နိုင်တယ်အဲ့ပေါ့ပြီးတော့မှဒီ တက်ဆိုင်ရာတင်းဖွဲ့တွေကလည်းအာကျွန်တော်တို့ဒီလောက်ဂရင်းနီလို့ပြောရင်ကျွန်တော်ဒီမော့ဆူနောက်ချမ်းဖူဆူတို့ဒီဖက်ကွန်နောက်ချမ်းလို့ပြောရင်ပီကင်းတွေရင်တို့လောက်တဲ့ဂျော်ဘဲပုံမနေပဲနဲ့ဒီနေစာ CU ဖြစ်တဲ့ကျွန်တော်တို့ဖက်လေလူသားချင်းစာနာမှုထောက်ထားကူညီတွေ project တွေပါတယ်အဲ့လိုမျိုးပဲတည်င်းစကားပါချင်ပါတယ်ဆရာဟုတ်ကဲ့ ဝမ်းရည်အတွက်စစ်စုံအတွင်းဒီနဲ့ပြည်လဲရိတ်သိမ်းကြတဲ့စစ်ရှောင်းတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ရှောင်းအရေးဆောင်ရွက်သူကိုရာစာနဲ့ Control Body Time ကစစ်တွေမေးမြန်းထားတာကိုကြားခဲ့ကြရတာပဲဖြစ်ပါတယ်။နောက်တစ်ပတ်ရဲ့ interview အစီအစဉ်မှာလည်းဘလို့အကြောင်းအရာဘသူတွေနဲ့တွေ့ဆုံမေးမြန်းပေးသွားအောင်မလဲဆိုတာ KTN Fan ပရိသတ်တွေဆောင်မြော်နာဆင်ပေးကြပါအောင်ရှင်။အားလုံးလည်းဘင်းကင်းလုံခြုံကြပါစေ။ KTN Fan မြန်မာဖားသားရေဒီယိုအစီအစဉ်ကိုထုတ်လွှင့်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ KTN Fan မြန်မာဖားသားရေဒီယိုအစီအစဉ်ကိုတော့နေ့စဉ်ည9နာရီမှစတင်ထုတ်လွှင့်ပေးနေတာပါ။ဒီအစီအစဉ်တွေကိုပြန်လည်နားဆင်ခြင်းနဲ့ဆိုရင်တော့ Gandrawity Time နဲ့ Facebook စာမျက်နှာမှာအပြင် website စာမျက်နှာဖြစ်တဲ့ www.gandrawitytimes.org မှာလည်းဝင်ရောက်နားဆင်နိုင်ပါလိမ့်ရှင်။နားဆင်ခဲ့